ညှင်းနှက်လာတာနဲ့အမျှတင်းချိုင်းတစ်ခုလုံးတိတ်ဆိတ်သွားပြီးလရောင်အောင်မှာတင်းချိုင်းကူတွေဟာအရှိန်မဲတွေလို့ထင်ရပါတယ်လရောင်ရဲ့မှိန်ဖျော့တဲ့အလင်းရောင်ကတင်းချိုင်းကူတွေကို အထီးကျန်ဆန်တဲ့အရိတ်တွေအဖြစ် ကြောင်းလဲပေးလိုက်တယ်လေပြေအေးအေးလေးကတင်းချိုင်းကူတွေကြားကဖြတ်တိုက်သွားပြီးတိရွဲ့၆တွေရဲ့တရွရွမြည်တဲ့ကညရဲ့ ိတ်ဆိတ်မှုကိုပို့ပြီး အထီးကျန်ဆန်းစေတယ်။ကိုအောင်ဟာညကဖြစ်ရက်ကိုပြန်လည်စဉ်းစားရင်းတင်းချိုင်းကူတွေကိုတစ်ခုပြီးတစ်ခုရှောက်ကြည့်နေတယ်။သူဟာကလေးငယ်ရဲ့ဝိညာဉ်ကို ကူညီဖို့ဆုံးဖြတ်ထားပြီးတင်းချိုင်းရဲ့လှုပ်ဝက်ချက်တွေကို ဖော်ထုတ်ဖို့စိတ်ပိုင်းဖြတ်ထားတယ်။ညကကလေးငယ်ရဲ့ဝိညာဉ်ပေါ်လာတဲ့တင်းချိုင်းကူကိုပြန်သွားပြီး ူးပေါ်မှာရေးထားတဲ့နာမည်နဲ့ရက်စွဲတွေကိုတေချာဖတ်ရှုတယ်။ဂူပေါ်မှာခလေးငယ်ရဲ့နာမည်ကမောင်ဖြိုးလို့ရေးထားပြီးမွေးနေ့ကလွန်ခဲ့တဲ့နှစ်ပေါင်း90ကဖြစ်တယ်။တည်ဆုံးတဲ့နေ့ကတော့မွေးနေ့နဲ့တည့်ရက်ထဲဖြစ်တယ်။ကိုအောင်ဟာခလေးငယ်ရဲ့ဂူကို ကြည့်ပြီးစိတ်မကောင်းဖြစ်သွားတယ်။ခလေးငယ်ဟာ မွေးပြီးတင်းရဲ့ထဲနဲ့ဘာကြောင့်တည်ဆုံးခဲ့ရတာလဲဘာကြောင့်ဒီတင်းကြိုင်းထဲမှာမြုပ်နှံခဲ့ရတာလဲသူဟာခလေးငယ်ရဲ့တည်ဆုံးမှုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်ရုတ်တရက်ဝေးလံတဲ့နေရာကနေတိုးနှင်းတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်အဲ့ဒီအတန်ကခလေးငယ်ငိုတယ်နဲ့စင်တူပြီး တဖြည်းဖြည်းနဲ့ပို့ပြီးကျဲလာမှာကိုအောင်ဟာ န့်တုန်လှုပ်သွားပြီးလက်နက်ထက်မီးကိုအတန်လာရစီထိုးကြည့်လိုက်တယ်။ဒါပေမဲ့ဘသူ့ကိုမှမတွေ့ရပါဘူး။အတန်ကတော့ဆက်ပြီးကြားနေရတော့မှာပဲ။ကိုဟာခြေလှမ်းတွေကို တုံရင်စွာနဲ့အတန်လာရစီကိုရှောက်သွားလိုက်တယ်။အဲ့ဒီအချိန်မှာပဲလေပြင်းတစ်ချက်တိုက်ခိုက်လာပြီးရှေးဟောင်းတစ်ပင်တွေရဲ့အရွက်တွေဟာတရွရွမြည်တဲ့တွေထွက်လာတယ်။ တန်တွေကြောင့်ကိုအောင်ဟာပို့ပြီးကြောက်ရွံ့သွားတယ်။နောက်ဆုံးမှာကိုအောင်ဟာတင်းဆိုင်ကူတစ်ခုရဲ့အရှိကိုရောက်သွားတယ်။အဲဒီကူပေါ်မှာခလေးငယ်ရဲ့နာမည်ရဲ့မွေးနေ့တည်ဆုံးတဲ့နေ့ကိုရေးထားတယ်။ကိုအောင်ဟာအဲဒီကူကိုကြည့်ပြီးအတန်ဟာဒီကူတဲကလာတာလားလို့တွေးနေတယ်။ရုတ်တရက်ကူပေါ်မှာထူးဆန်းတဲ့အလင်းရောင်တစ်ခုပေါ်လာတယ်။ အဲ့ဒီအလင်းရောင်ဟာတဖြည်းဖြည်းနဲ့ကလင်းငယ်တယောက်ရဲ့အရေးပုံစံပြောင်းသွားတယ်။ကိုအောင်ဟာကြောက်လန့်တုန်လှုပ်ပြီးနောက်ကိုဆုတ်လိုက်တယ်။ကလင်းငယ်ရဲ့အရေးဟာကိုအောင်ကိုကြည့်ပြီး တုံးညင်းတဲ့အတန်နဲ့စကားပြောလိုက်တယ်။ကျွန်တော်ကိုကူညီပါ။ကျွန်တော်တယောက်တည်းကြောက်နေတယ်။ကျွန်တော်ကိုအိမ်ပြန်ခေါ်သွားပါ။ကိုအောင်ဟာ ဘာလုပ်ရမှန်းမသိတော့ပဲကြောက်လန့်တုန်လှုပ်စွာနဲ့နောက်ကိုလှည့်ပြေးပါတော့တယ်။တင်းနေရင်နဲ့ကိုအောင်ဟာလဲကျသွားပြီးတတိလက်သွားတယ်။မနဲ့မိုးလင်းတော့ကိုအောင်ဟာသူ့ရဲ့အိမ်မှာတတိပြန်ရလာတယ်။သူဟာညာကဖြစ်ရက်တွေကိုတေချာပြန်စဉ်းစားပြီးခလေးငယ်ရဲ့ဝိညာဉ်ကိုကုညီဖို့ပို့ပြီးစိတ်ပိုင်းဖြစ်လိုက်တယ်။ ခလေးငယ်ရဲ့တည်ဆုံးမှုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုရှာဖွေဖို့နဲ့ခလေးငယ်ရဲ့ဝိညာဉ်ကိုလွတ်မြောက်စေဖို့သူဆုံးဖြတ်လိုက်တယ်။